ချန်ပီယံဖြစ်တဲ့အသင်းကစုချင်းငွေဒေါ်လာ125တန်းထိရရှိမယ် FIFA Club World Cup 2025မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေချိုးသွားပါတယ်ကျွန်တော်ဒီရလေးမှာတော့ FIFA Club World Cup 2025အကြောင်းကိုပြန်လည်သုံးသပ်ဆွေးနွေးတဲ့ information တချို့ကို knowledge sharing လုပ်ပေးသွားကြပါမယ်ခင်ဗျ FIFA Club ဟိုအကပုံတရံအတွင်တဲ့ကျင်းပါမယ်ဆိုတာပရိသတ်အတော်များများတည်ပြီးသားဖြစ်မယ်လို့ထင်တယ်။ဒါမဲ့လည်းသက်ဆိုင်ရာလိပွဲတွေနော်တချို့သောချန်ပီယံလိပွဲတွေဂျာမန်မှာအပြည့်ကစားခဲ့ရတဲ့အတွက်ကြောင့်ဒီပြိုင်ပွဲအကြောင်းကိုအနည်းငယ်တွေးအေးသွားနိုင်တယ်ပေါ့နော်။တကယ်တမ်းတော့ဒီနှစ်မှာအသွင်သစ်တရံတဲ့ကျင်းပါမယ် FIFA Club World Cup ကလည်းပရိသတ်ကိုစိတ်ဝင်စားမှုလုံးဝအပြည့်ဝပေးစွမ်းနိုင်မဲ့ share tournament တစ်ခု ဖြစ်ပါတယ်။ FIFA ပုံတရံအတွင်းတဲ့ဒီနှစ်မှာစတင်ကျင်းပခဲ့တာပါ။အရင်တော့က လပ်သင်းအနေငယ်နဲ့ရှင်ပြိုင်ကစားရတဲ့အတွက်ပရိသတ်ကတိတော့တိတယ်ဒါပေမဲ့လည်းစိတ်ဝင်စားမှုအရင်ကြီးမမြင့်ဘူးဆိုတော့ကို့အသင်း final ရောက်သွားတဲ့အခါငါတို့အသင်းဘူဆွဲမလားဆိုတဲ့စိတ်မျိုးနဲ့ပဲကြိတ်လိုက်တယ်အကျန်တဲ့အသင်းတွေမှာလည်းဗျပွင့်လင်းပြောတော့ဥရောပအသင်းတွေကိုရှင်နိုင်တဲ့ကလပ်သင်းကောင်းကမပါဘူးရင်လဲဟိုခုံစရာမကောင်းဘူးလေဘာကြောင့်လဲဆိုတော့ပြိုင်ဘက်ကလပ်ကကစားသမားတွေကလက်ချိုးရင်တင်မလားဟို၁၀ရောက်လုံး၁၁ရောက်လုံးတိတာမှမဟုတ်တာအဲ့အတွက်ဒီနေ့ရဒီမှာ ပြိုင်ပွဲဝင်အီအီအတွက်တွေကိုတိုးမြင့်ပလိုက်တယ်အမေရိကန်နိုင်ငံမှာကျင်းပမယ်အမေရိကန်နိုင်ငံရဲ့တကယ် iconic ဖြစ်တဲ့ဘောလုံးကွင်းတွေမှာဒီအုပ်စုပွဲစဉ်တွေကိုပတ်လည်ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်အမေရိကန်ရဲ့ဒီဘောလုံးပွဲကိုအာယုံစိုက်လာတဲ့သဘောမျိုးပေါ့နော်ငကိုတဲကလည်းအမေရိကန်ကဘောလုံးကိုဟိုတိုးတက်အောင်လုပ်ချင်တဲ့စိတ်ရှိပါတယ်အဲသူတို့ဘယ်လိုပြောမလဲ ဘောလုံးကိုတိုးတက်အောင်လုပ်ဖို့ဆိုတာထင်သလောက်လွယ်မနေဘူးပေါ့နော်တရုတ်တောင်မှဖေးသွားသေးတာပဲဗျာဒါပေမဲ့အမေရိကန်တော့ပို့ပြီးတော့စနစ်ကျတယ်လို့ပြောရမယ်1994ကဘာဗလာတုန်းကလည်းသူတို့အင်ရှင်ဖြစ်လုပ်ခဲ့တယ်အခု2026မှာလည်းမက္ကဆီကိုကနေဒါနဲ့အင်ရှင်ဖြစ်လုပ်အောင်မယ်ဒါကတော့2026ကဘာဗလာမတိုင်ခင်မှာရှေ့ပြေးအနေနဲ့အကျိုးလုပ်တဲ့ပြိုင်ပွဲတစ်ခုပေါ့နော်ဒါပေမဲ့တိတိလေးမဟုတ်အကြီးလုံးမှာအမျိုးကြီးတွေကလည်းဒါအတ္လန်တာတို့တော့တခြားသောနယူးယောက်တို့စတဲ့ အမေရိကန်ရဲ့အထင်ကရမြို့ကြီးတွေမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အခုချိန်တွေကလက်မှတ်တွေရောင်းနေပြီလေဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ပြိုင်ပွဲဝင်ရေးအတွက်တိုးမြင့်တက်မှတ်လိုက်တဲ့အချိန်မှာအင်ရှင်ကိုသားပြုတဲ့ကလပ်တင်းဖြစ်အင်တာမိုင်ယာမီပါလာတယ်ပေါ့နော်။ထားပါတော့အင်ရှင်ကိုသားပြုအမေရိကန်အသင်းတစ်သင်းပါမယ်။အာဖရိက၄သင်း၊အာရှ၄သင်းမြောက်အမေရိကနောက်ပြီးတော့ Central America နဲ့ Caribbean ကအသင်း၄သင်းသမုဒ္ဒရာကျွန်းနိုင်ငံတစ်သင်း Latin America က၆သင်း နောက်ဥရောပအသင်းတွေက12တင်းပေါင်းမယ်ဆိုရင်32တင်းပါဝင်မှာဖြစ်ပါတယ်ခင်ဗျဒီ32တင်းကိုအရင်ကကဘာပလားပုံစံမျိုးပဲ group stage လေးတွေသူကခွဲလိုက်တယ်အလုံးမ၈အုပ်စုဖြစ်သွားတယ်ပေါ့အဲ့ဒီ၈အုပ်စုမှာတတင်းကအ ਨੇ ဆုံး group stage တစ်ခု၃ဘွဲစီကစားရမယ်၃ဘွဲကစားပြီးရင်နောက်တစ်ဆင့်ကိုတက်မယ်နောက်တစ်ဆင့်ကိုတက်တဲ့အခါမှာလဲ champion league လို့ချုပ်တင်မဲမခွဲရတာမဟုတ်သူကမဲခွဲပြီးသားဘယ်အသင်းနဲ့ဘယ်အသင်းတွေ့မယ်ဥမာအုပ်စု A ကအာနံပါတ်1ရတဲ့အသင်းနဲ့အုပ်စု B ကနံပါတ်2ရတဲ့အသင်းတွေ့မယ်လို့အကုန်တွဲဆိုင်နေရ ready ခွဲထားပြီးသားပြီးတာနဲ့ကျွန်တော်တို့နောက်ဆင့်ရောက်ပြီဆိုရင်အင်ကွင်းအဝေးကွင်းကန်စရာမလိုဘယ်ကန်ရမလဲသူကအမေရိကန်နိုင်ငံတနိုင်ငံနဲ့မှပဲကျင်းပတဲ့အခါကျတော့တကြော်ရဲကစားမှာပေါ့အရင်တော့ကဘာဖလားပုံစံတိုင်းပါပဲအဲ့တော့တဆင့်တဆင့်တဆင့်ချင်းတက်ပြီးနောက်ဆုံး final ရောက်မယ်တို့မယ်ကဘာဖလားနဲ့အနေငယ်กว่าတာတတိယလူပွဲမရှိပါဘူးခင်ဗျဒီပြိုင်ပွဲရဲ့ဇွန်လကနေဇူလိုင်လအတွင်းတလားတိတိကျင်းပမှာဖြစ်တဲ့အတွက်ကြောင့်ဘောလုံးပွဲကိုငတ်စရာအကြောင်းမရှိဘူး Champion League ပွဲတင်ကဂျွန်လာတရက်နေ့မှာစော့မှာဖြစ်တဲ့အတွက် ဂျားထဲမှာကျွန်တော်တပတ်လောက်ပဲစောင့်ရမယ်ဒီပွဲယူကြည့်ရှုခံစားရမယ်ပြီးတာနဲ့ခုနှစ်လပိုင်း73ရက်နေ့လောက်မှာပြီးမှာဖြစ်တဲ့အတွက်ကြောင့်နောက်လာမယ့်ဘောလုံးရာသီအစ်စ်ကိုစောင့်ရမယ်ဆိုရင်လေကျွန်တော်တလမပြည့်တပြည့်ပဲစောင့်ရတော့မယ်ပြီးခဲ့သောဘောလုံးရာသီကအချိန်နည်းနဲ့သွားပြီးတူတယ်ပေါ့နော်2023 24မှာတက်ဆိုင်ရာလီတွေအကုန်ပြီးသွားတယ်ဒါမဲ့ကျွန်တော်ယူရို2024ကိုကြည့်ရတယ်အခုလေ2024-25မှာတက်ဆိုင်ရာလီတွေပြီးသွားရင်တော့မှ2025 FIFA Club World Cup ကိုကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နောက်ထပ်အရေးကြီးတာတစ်ခုပြောချင်တာအခု FIFA Club World Cup ကအမေရိကန်နိုင်ငံမှာလုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒေတာစံတော်ချိန်နဲ့ဆိုရင်အဲ့လိုဘောင်းမြန်ကြီးဖြစ်နေတော့သူကမနက်ခင်းအစောပိုင်းပွဲတွေများတယ်။ဥပမာမနက်6နာရီခွဲတို့7နာရီတို့နော်။ဒါမှမဟုတ်လည်းဟိုကျွန်တော် Champion League ကြည့်တဲ့အချိန်ညဘက်7နာရီခွဲတို့စတဲ့အချိန်မျိုးတွေပေါ့။ပုံမှန်အားဖြင့် EPA ပွဲစဉ်တွေကြည့်နေကြညဘက်၈နာရီ၁၀နာရီခွဲစတဲ့အချိန်တွေကကန်တာနေပါတယ်မ မရှိတာတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့နဲတယ်ပေါ့နော်များသောအားဖြင့်ပွဲတွေဆိုရင်အဲ့လိုမနက်ပိုင်းတွေမှာကျင်းပတာများပါတယ်ခင်ဗျအစောဆုံးတွေ့မဲ့ပွဲတွေဟာ LL နဲ့ Lionel Messi တို့ရဲ့ Inter Miami တို့တွေ့ဆုံမှာဖြစ်ပြီးဒီပွဲတွေကိုကျွန်တော်ဂျွန်လ16ရက်နေ့မနက်6နာရီခွဲမှာအရှင်ပြိုင်ကစားမှာပါဒါကကျွန်တော်အဖွင့်ပွဲတွေအနေနဲ့ပြောပြတာဖြစ်ပါတယ်ဆိုတော့ဘယ်အသင်းတွေတကူတွေပါနေလဲထပ်ပြီးတော့ဆွေးနွေးပါမယ် ဟုတ်ကဲ့တလက်စားရမိဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ football game မှာ football game မှာ Ibak ခွန်ရှိကော9လုံးမစ်နဲ့ Sport ရှိကူကိုကစားလို့ရပါတယ်အရင်ပြပပေါ့ချစ် sorry တိုင်းကစားနိုင်တယ်လို့ဘန်ဝင်လည်းကစားလို့ရပါပြီအသေးသေးတော့ဗမာမဲ့6လုံး9လုံး9လုံးနဲ့9ကြော့3လုံး3လုံးမှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာကျွန်တော် group A ကိုကြည့်မယ်ဆိုရင်တော့ Asha ရဲ့ Teddy Club LL ဥရောပရဲ့နာမည်ကြီး club တင်တင်ဖြစ်တဲ့ Porto Ancient Club Leo Messi ရဲ့ Inter Miami နဲ့ Brazil ရဲ့နာမည်ကြီး club Palmeiras တို့ဖြစ်ပါတယ်အဲ့ဒီအုပ်စု A က အင်ရှင်အင်တာမိုင်ယာမီဒီတေချာလီစမ်းသက်ခံရမယ့်အခြေအနေမျိုးမှာရှိတယ်အကုန်လုံးကအသင်းကောင်းနေပြီပဲအင်ရှင်ပရိသတ်အားနဲ့အညီအင်တာမိုင်ယာမီအနေနဲ့နောက်ဆင့်ကိုတက်ဖို့ဆိုတာမျှော်လင့်ချက်တော့ရှိပါတယ်ကျွန်တော်အုပ်စုဘီမှာကတော့အက်တလက်တီကိုမက်ဒရစ်ရဲ့ဘရာဇီးကလပ်ဘိုတာဖိုဂိုရဲ့ PSG ရဲ့အမေရိကန်ကလပ်ဆီယက်တယ်ဆောင်းဒါးစ်ရဲ့ဖြစ်ပါတယ်ဆိုတော့ဒီအုပ်စုကအုပ်စု A တက်ဆိုင်အနေငယ်ကျက်တယ်ဘိုတာဖိုဂိုကလည်းဘရာဇီးရဲ့ကလပ်တင်းကောင်းတစ်သင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်အုပ်စု C မှာကတော့ မုတ်ရပိုင်းတုန်းကအော့ကလန်စီးတီးရဲ့ဘိုင်ယန်မြူနစ်ရဲ့ဘန်ဖီကာရဲ့ကျွန်တော်ဘိုကာဂျူနီယာစီရဲ့ပါလာတယ်။တအုပ်စုချင်းကပို့ပြီးခတ်လာတယ်။အုပ်စုစီမှာပို့ပြီးတော့ခတ်တယ်ပေါ့ဗျာ။ဘိုတာဖိုကိုတက်ဘိုကာဂျူနီယာကပို့ပြီးကောင်းပါတယ်။အဲ့တော့ကြောင့်အော့ကလန်စီးတီးအနေနဲ့မလွယ်ရေးချမလွယ်ပါခင်ဗျ။အုပ်စုဒီမှာကတော့ Chelsea ရဲ့ Africa Tunisia Club တင်းတင်းဖြစ်တဲ့ Esperance ရဲ့ Brazil Club တင်းတင်းဖြစ်တဲ့ Flamengo နဲ့ Mexico Club Leonardo တွေ့ဆုံမှာဖြစ်ပါတယ်ဒီအုပ်စုကတော့အပေါ်အုပ်စု B တို့ C တို့လောက်တော့မကြက်အုပ်ဖြစ်ပါတယ်တနည်းအားဖြင့် Chelsea သည်အုပ်စု6ရက်အခြေအနေမျိုးပါခင်ဗျအုပ်စု F မှာကတော့ Inter Milan ရဲ့ Monterrey ရဲ့ River Plate ရဲ့ URA Red Diamonds တို့ရဲ့ထိတိုက်တွေ့ဆုံမှာဖြစ်ပါတယ်အမှန်တမဲ့ကြည့်လိုက်ရင်တော့အတီယုစုက Inter Milan ခြောင်တယ်လို့ထင်ရပေမဲ့အဲ့လောက်ထိမခြောင်ဘူးဗျ River Plate တို့က Boca Juniors နီးတူပဲ ်ရေလေချမ်းတဲ့အသင်းတွေဖြစ်ပါတယ်မွန်တဲရီကလည်းမက္ကဆီကိုရဲ့အသင်းကောင်းတသင်းပါခင်ဗျာအင်တာမီလန်ဂယူးဆိုင်ပြီးကံမှုလိုပါလိမ့်မယ်ကျွန်တော် group F မှာကတော့ Brescia Dortmund ပါလာတယ် Brazil club Fluminense, South Africa club Mamelodi Sundowns နဲ့ South Korea club Ulsan HDFC တို့ပါဝင်လာတာကိုတွေ့ရပါတယ်။ဒီအုပ်စုကတော့ဟိုအရန်ကောင်းတဲ့အသင်းတွေတော့မပါဘူးပေါ့နော်။ Brescia Dortmund အနေနဲ့ပွဲအနှဲငယ်ချောင်းတယ်လို့ပြောရမှာပါ။ Chelsea နဲ့အလားတူတန်းသွားတူပါတယ်။ကျွန်တော် group D မှာကတော့ ာရှရဲ့ကလပ်အသင်းတွေဖြစ်တဲ့ LAN, Juventus, Man City စတဲ့အသင်းတွေပါဝင်သလိုမော်ရိုကိုရဲ့မြို့တော်ကလပ်အသင်းတွေဖြစ်တဲ့ Casablanca ပါလာပါတယ်။ကျွန်တော် Group H မှာတော့အာရှရဲ့ဟို Sorry Pro League နာမည်ကြီးကလပ်အသင်းတွေဖြစ်တဲ့ LLE, Mexico ရဲ့ Pachuca ရီယယ်မက်ဒရစ်နဲ့ဆဲဘက်စတဲ့အသင်းတွေပါဝင်လာတာကိုတွေ့ရပါတယ်ကျွန်တော်နောက်တစ်ဆင့်ကိုတက်တဲ့အချိန်မှာတော့ငကိုတွဲတိုင်းခွဲထားပေးပြီးတဲ့အတိုင်းအုပ်စု A ပထမအုပ်စု B ဒုတိယနော်အုပ်စု C ပထမအုပ်စု D ဒုတိယစတဲ့လမ်းကြောင်းတွေတိုင်းထိတိုက်တွေ့ဆုံမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်ခင်ဗျာ